到那皮肚安了没？那个了哇！今朝没？们皮肚的表姐那个，今朝我们那个嘛一百皮开，一百皮了，共俺两百一个喏。一百的嘛，今朝俺那里说那个西门塘那个把我约莫我一个没有来，帮我把龙安新的头剃开的，说的哈，你今朝标准嘛。那对叫你家的那一个估计找你的，我说没有来。估计有，说她上你家去讲了，找你的。我说咱们今朝肉皮肚的赚。 အနေဒီဇိုးကလက်ထက်မှာစုဆောင်ထားရတဲ့တဘာဝဘေးရံမုံဝေးဟိုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမင်းအောင်လည်းစစ်တဲ့အပေါင်းပါလုပ်ငန်းရှင်တွေကထုတ်ချီးခဲ့ပြီးတော့နော်တဘာဝဘေးရဲ့အကြုံတွေ့ရတဲ့အချိန်မှာရံမုံဝေးခက်ခဲဖြစ်ပေါ်လေရှိနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်အလို့သားဒီမိုကရေစီဖွဲ့ချုပ်အစိုးရလက်ထက်စီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနစီမံစုဆောင်ထားခဲ့တဲ့အမျိုးသားတဘာဝဘေးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲမှုရံမုံဝေးကျပ်ဘီလီယံ လေးရာကိုစစ်ကောင်စီက2022ခုနှစ်ဩဂုတ်လမှာစီးပွားရေးလုပ်ငန်းရှင်များထံကိုထုတ်ချီးခဲ့တယ်ဆိုတာကိုကျွန်တော်သိခဲ့ရအဆိုပါကျပ်ဘီလီယံ၄ရာကိုနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီးတည်တဲ့ရမုံဝေထူထောင်ပြီးတော့နိုင်ငံစီးပွားရေးမြင့်တင်နိုင်ရေးအတွက်အသုံးပြုနိုင်ရန်ဆိုပြီးတော့မယောင်လည်ရတာစီမံဆောင်ရွက်ခဲ့တဲ့စစ်ကောင်စီကကျွန်တော်တွေ့ခဲ့ရဆိုခဲ့တယ်ပေါ့နော်တိုးတော့လက်ရှိသဘောကဘေးအနေနဲ့ကြုံတွေ့နေရပြီးပြည်သူများအခက်အခဲဒုက္ခအပေါင်းများစွာရောက်နေချိန်မှာ စက်ကောင်စီအနေနဲ့ပြည်နယ်ထူထောင်ရေးလှုပ်ဆောင်ရေးရုံမွေထောက်ပံ့နိုင်ခြင်းမရှိပါဘူး။ဒါကြတော့လှုပ်ခဲ့ခဲ့တဲ့အင်အားပြည်ငလင်မန္တလေးနဲ့သခိုင်းဒေသများအတွင်းမှာနိုင်ငံတော်ဝန်ထမ်းနေအိမ်တိုက်တာအိုးအိမ်များပြည်စီသဖြင့်ပြည်သူရာချီတေဆုံးနေပြီးတော့ဒဏ်ရာရှိသူတွေများပြားနေတာကိုချက်လက်ရကျွန်တော်တို့သိရတယ်။သို့တော့ထိခိုက်မှုပြည်စီမှုများကိုပြန်လည်ထောက်ပံ့နိုင်ရန်အစိုးရရုံမွေမရှိရှိမနေသည့်အတွက်စက်ကောင်စီကပြပနိုင်ငံများကိုအကူအညီတောင်းနေရတယ်လို့အမှန်ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ပြည်သူတွေပိုင်တဲ့နော်ပတ်စံတဘာဝဘေးရနေအတွက်တည်တံ့ဖယ်ထားပြီးသားပတ်စံကိုမင်းအွန်လိုင်းလို့တက်ဖွဲ့ရစစ်အာဏာရှင်အကြမ်းဖက်စစ်တပ်အာဏာသိမ်းစစ်တပ်တို့အဖွဲ့ရပြည်သူတွေရဲ့နော်တဘာဝဘေးရနေအတွက်တည်ကြဖယ်ထားတဲ့ပတ်စံကိုအလွဲသုံးစားလုပ်ပြီးတော့အခုအဲ့ဒီပတ်စံတွေလုံးဝပျောက်ပြတ်သွားတော့ကျွန်တော်တို့တွေ့ရနော်အရေးပဲဖြစ်တော့ကလည်းဒီပတ်စံထုတ်သုံးတော့ကျွန်တော်တို့မတွေ့ရဘူးအခု ငလင်တန်ဖြစ်တယ်ပြည်သူတွေအတွက်ဒီငွေဟာကျွန်တော်တို့အတွက်နိုင်ငံတကာအကူအညီတောင်းဆရာမလို့ပဲနဲ့ချက်ချင်းကူညီကြရေးလုံးလို့ရတဲ့အနေအထားတစ်ခုတည်းရှိပါဒါကြောင့်မို့ပြည်သူတွေကျွန်တော်ပြောချင်တာကကျွန်တော်တို့အနေဒီမျိုးသားညီမျိုးရေးဆိုရလက်ထက်တဲ့ဟောင်းကလည်းဒီငွေကိုခြံထားခဲ့တာဖြစ်တဲ့အတွက်ဒီကောင်တွေခိုးပလိုက်တယ်ဆိုတာကိုကျွန်တော်ပြောချင်တာပါဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတော့တခိုးကြီးငတ်တက်ပြအဖွဲပေါ်ညာ